င်္ဂလာပါကျွန်တော် Mandy Market ကျွန်တော်ဒီ Mandy တိုင်းကျွန်တော်တို့သွားမယ် analysis လုပ်မယ်အ DPS crypto ရဲ့အစီအစဉ်ကနေပြန်လည်ကြိုဆိုပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ထုံးစံတိုင်းပဲပေါ့နော်အအရင်တစ်ပတ် Friday တော့လောက်ခဲ့ပြီးတဲ့ကျွန်တော် market ကိုဟိုဒီပတ် Mandy မှာပြန်ပြီးတော့ကြည့်ပါပေါ့ဆိုတော့ crypto market ကတော့ကျွန်တော်တို့ rebound ပြန်ပြီးဖြစ်လာတာကိုတွေ့ရပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့အာရက်ဒီမှာစစ်ပွဲကြောင့်ပေါ့နော်အဲအီရန်နဲ့အစ္စရေးရဲ့စစ်ပွဲကြောင့် ည်းနည်းကျသွားခဲ့တဲ့ market ကဒီဒီနေ့တော့ပေါ့နော်ဒီနေ့ကျွန်တော်အခုဗီဒီယိုလေး Monday မှာပြန်ပြီးတော့တက်လာတာကိုတွေ့ရရောပေါ့နော်ဆိုတော့ပထမဒီ3ရက်လောက်ကဒီမှာစပွဲဖြစ်ပြီးတော့ကျွန်တော်ကြားစားသတင်းတွေရောကြောင်းပေါ့နော်ဆိုတော့အောက်ကိုကျသွားတယ်အဲဒီဒီနေ့မှာဒုံးကြီးတွေဖြစ်တာပေါ့နော်ဆိုတော့အောက်အောက်ဆုံးကျတဲ့နေ့ပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဒါ Bitcoin ဆိုရင်ကျသွားတယ်အခုတော့ V-Lite နဲ့ရသွားပြီးတော့ပြန်ပြီးတော့ rebound ဖြစ်လာတယ်ဒီကိုပြန်တက်လာတာကိုကျွန်တော်တို့တွေ့ရရောပေါ့နော်ဒီမှာကြည့်မယ်ဆိုရင် ျွန်တော်ဒီ level ကိုမနေ့ကတော့ high ကိုပြန်ကြွတက်ပြီးအခုတသိန်းနဲ့မှ8000တီကိုပြန်ပြီးတော့ဥတည်နေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကျန်တဲ့ market တွေအကုန်လုံးလည်းအဲ့လိုပဲပြန်တက်လာတာကိုကျွန်တော်တွေ့ရတယ်ဟာ today today 2 today 3 BTC dominance BTC dominance ကတော့ကျလာတယ်ဆိုတော့ကျွန်တော် today ကတက်နေပြီးတော့ BTC dominance ကပြန်ကျလာတယ်ဆိုတော့ကဒါကျွန်တော်တို့ခုန market ကအခြေအနေပြန်ပြီးတော့ ဟိုတည်ငြိမ်လာတဲ့ဟာကိုပြရတယ်ဗောနဘာလို့လဲဆိုတော့ကျွန်တော်တို့ BTC dominance ကြရဲဆိုတော့ BTC တွေကပတ်စံတချို့တဝက်ကိုတခြား cryptocurrency ကိုရွှေ့သွားတာကိုပြောချင်တာပေါ့နော်ဆိုတော့တခြား cryptocurrency ရွှေ့ရဲဆိုတာကျွန်တော် risk ယူလို့ရတဲ့အချိန် risk များနေတဲ့အချိန်မှာအာ risk ကိုများများယူလို့ရတဲ့အချိန်ပေါ့နော်အဲ့လိုအချိန်မျိုးမှာတခြား crypto ကိုပြောင်းကင်ကြတာများတယ်အဲ့တော့ crypto market ပြန်တက်မယ်လို့လူတွေယူဆတာဖြစ်တယ်လို့ကြောက်မလို့ဒီ BTC dominance ဒီ BTC တွေကတချို့တဝက်ကို အခြား total ဒီစီရွှေ့ထားတယ်။ဥပမာ total 2စီရွှေ့ထားတယ်။ဒီမှာ total 2လည်းတက်နေတယ်။ total 3လည်းကျွန်တော်တို့တက်နေတာကိုတွေ့ရတယ်ပေါ့။ဒီနေ့ဒီနေ့ပေါ့နော်။ So weekly ကြီးပဲဆိုရင်တော့ဒီ week မှာဒါခုနက share weekly အဲ sideway သွားနေကြတဲ့ market ရဲ့ sideway ရဲ့အပြင်ဘက်ကိုကျွန်တော်တို့မကျော်နိုင်သေးတာကိုတွေ့ရတယ်ပေါ့နော်။ဒီမှာနေရာနေမကျော်နိုင်သေးဘူး။ကျွန်တော်တို့ဒီလိုဖြစ်နေလို့ပေါ့နော်။ဒါ total ဆိုတော့ generally ပြောမှာဆိုလို့ရှိရင် crypto market ဒီ အာအခုဒီဒီနေ့ပြန်ပြီးတော့ recover ဖြစ်လာတာကိုတွေ့ရလိမ့်မယ်ဒါပေမဲ့ပြောရရင် weekly အရာကြီးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဇုံလေးရှိနေတဲ့အထက်မှာတွားနေတော့မယ်ဆိုတော့ကျွန်တော်ဒီမှာပြေကွာရင်ဆိုလဲသူကဒီဘေးလိုက်သွားတဲ့ဇုံရှိတယ်ဒီက order high အတိတ်ကနေပြီးတော့ဘေးလိုက်သွားတဲ့ဇုံရှိတယ်အဲ့ဘေးရဲ့သွားတဲ့ဇုံကိုတွားနေတော့မယ်နော်ဒီမှာတွားနေတော့မယ်အဲ့တွဲကျွန်တော်တို့ဒါအာ လုံးဝဖောက်ထွက်ပဲအပေါ်တက်မယ်လို့ပြောလို့မရသေးဘူးအခုလောဆယ်ပြော sideway market ထဲမှာချိန်ထူးကြအောင်ဒီ range ထဲမှာတွားလိမ့်မယ်လို့ယူဆရတယ်ဘောနော်ဆိုတော့ကျွန်တော်တို့အခုချိန်မှာအာ Fibonacci 0.5အောက်မှာရှိနေတဲ့ coin တွေကိုဝယ်ချင်ရင်ဝယ်လို့ရပါလိမ့်မယ်0.5အောက်က coin တွေကိုပဲဝယ်ချင်ရင်ဝယ်လို့ရပါလိမ့်မယ်0.5အထက်မှာရောက်ရောက်နေတဲ့ coin တွေကတော့ကျွန်တော်တို့ဝယ်ဖို့အတွက်ကနည်းနည်းအဲတတိထားတဲ့နေရယ်ဘာလို့လဲဆိုတော့ပြန်ကြဖို့ရှိနေတယ် ော် Bitcoin ဆိုလို့ရှိရင်ကျွန်တော်ဆိုရင်အခုချိန်မှာအာဝယ်ဖို့ထက်ဒီအောက်နားရောက်လာလို့ရှိရင် rebound ပြန်ပြီးအပေါ်ပြန်တက်မလားပေါ့နော်ဆိုတော့အပေါ်ကြောက်ရင် အောက်ကိုပြန်ဆင်မလားဆိုရဲအဲအဲ့လို trade လုပ်ဖို့ပဲကျွန်တော်စဉ်းစားမယ်တကယ်ဝယ်ရတော့ဒီအောက်ထဲကိုပြန်ရောက်လာမှာကျွန်တော်ဝယ်လို့ရလိမ့်မယ်ပေါ့နော်ဆိုတော့တသိန်းအောက်ကြာမှာပဲကျွန်တော်ဝယ်ဖို့တစ်ချက်ပြန်ပြီးတော့စဉ်းစားကြည့်မယ်ပေါ့နော်ဆိုတော့တသိန်းအောက်ကကြာနိုင်ရည်ရှိသလားဆိုရှိပါလိမ့်ကျွန်တော်ဒီမှာဒီအပေါ်တက်ခဲ့ဖြစ်တဲ့ကြောင့်တသိန်းအောက်စီဒီအောက်မှာ ရှိတဲ့ level တွေကိုပြန်ပြီးနားနိုင်ရရှိတယ်ဒီမှာဆိုလဲ insight bar တစ်ချောင်းရှိရဆို insight bar တွေကိုပြန်ရောက်နိုင်ရရှိတယ်ကိုးတောင်ခွဲလောက်ကိုပြန်ရောက်နိုင်ရရှိတယ်အဲ့အကြမ်းမှကျွန်တော်တို့ကစပြီးတော့ bitcoin ကိုအဝယ်ကြည့်ဖို့ကျွန်တော်တို့ဟိုစဉ်းစားနေတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီအခြေအနေလေးကိုပြောပြပေးရအောင်ပေါ့နော် okay အဲ့ generic coin တူပါမယ် ethereum နောက် bnb ဆိုတာနာပေါ့နော်ဆိုတော့ solana ဝယ်လို့ရမှာဆိုရင် solana နဲ့ ethereum ဝယ်လို့ရမယ် top 4တွေရဆိုရင် ကျတဲ့နှစ်ကောင်ကဝယ်ဝင်နေခဲ့တယ်နော်ဆိုတော့ဒါကတော့ crypto market ရဲ့လက်ရှိအနေအထားလေးပါနော်ဆိုတော့ DDP ကြည့်ရကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ Binance account မရှိသေးဘူးဆိုလို့ရှိရင်အပေါ်မေးထားတဲ့ link ကနေဖွင့်ပြီးတော့အာ lifetime 10% trading fees off you လို့ရပါတယ်နော် referral code လေးလည်းကျွန်တော်ပေးထားပါမယ်အဲ့ဒါလေးထည့်ပြီးပါโอเคအဲ့တော့ကျေးဇူးများကြီးတင်ပါတယ်ငွေဝင်နေလေးဖြစ်ပါစေ